ရောင်းမမင်္ဂလာပါညီကိုရိုနီကောင်းချမ်းမှချမ်းသာကြပါစေပထမဦးဆုံးကျွန်တော် channel နေကရိုအက်စတိုနီးယားနဲ့အစ္စရေးမမက်ဆီဒိုနီးယားနဲ့ဘယ်ဂျီယံနော်ဝေးနဲ့အီတလီဂျီဘရာတာနဲ့ခရိုအေးရှားဝေးလ်နဲ့လက်ချစတာနဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဒါပထမဦးဆုံးအနေနဲ့ channel နေကရိုပေါ့နော်မွန်တိုနီဂရိုရဲ့ပွဲစဉ်ကိုပွဲစဉ်တုံးတာပေးမယ်ဒီပွဲစဉ်မှာချက်အပြင်းတစ်လုံး60ရှုံးကိုပေါင်းကြီး3960နဲ့ဖွင့်ထားတာတွေ့ရတယ် အခုကျွန်တော်ကဘာအစင်တမချက်တွေကိုကြည့်လိုက်မှဆိုလို့ရှိရင်ဗောနအချက်အတင်းကအစင်39ရှိတယ်မွန်ထိုနီကတော့83ရှိတယ်ဗောနလက်ရှိကစားသမားတွေရဲ့ market value ကိုကြည့်လိုက်မှဆိုလို့ရှိရင်တော့အချက် republic က100နဲ့တတန်းရှိရဗောနဒါမွန်ထိုနီကတော့အတင်းက83ဒါမှရှိရဗောနဒါကစားသမား quality ဘိုင်းရတော့တအားပါမယ်ဗောနဒါဒီနှစ်တင်းကနှစ်ပွဲဆော့ပြီးပြီဗောနဒီအုပ်စု L မှာနှစ်ပွဲဆော့ပြီးသွားပြီး ချက်ရီပါဘလစ်ကလည်းနှစ်ပွဲလုံးနိုင်ထားသလိုမွန်တိုနီဂရိုအသင်းကလည်းနှစ်ပွဲလုံးနိုင်ထားပါဘူးနော်ချက်နိုင်ထားတဲ့အသင်းတွေကတော့ Force Island ကိုအင်ကွင်းမှာ2-1နဲ့အဝေးကွင်းမှာ Gibraltar ကို4-0နဲ့နိုင်ထားတယ်။ဒါမွန်တိုနီဂရိုကိုချိန်မှဆိုရင်လည်းအင်ကွင်းမှာနှစ်ပွဲဆက်ဆော့ထားပါဘူးနော် Force Island 1-0နဲ့ Gibraltar 3-1ဆိုတာနိုင်ထားတွေ့ရတယ် head to head 5ချိန်ရှိတယ်ဗျာ5ချိန်လုံးကတော့ချက်ရီပါဘလစ်ကပဲအသာစီးရထားတွေ့ရတယ်1 2 os ကိုချိန်မှဆိုရင်ချက်အနိုင်ကိုပြား40 1400တရေကို50 မွန်တိုနီဂရိုအနိုင်ကိုကိုးစားပါတော့နော်ပြထားတဲ့ခြေစွမ်းကိုလည်းကြည့်ရမှာနော်ခြေစွမ်းကလောက်လောက်ကဲမွန်တိုနီဂရိုကလည်းကောင်းနေတယ်ပေါ့နော်ဒါပြန်ပြီးမှဒါအခုပြန်ခွဲတွေကပြန်ဆလာပြီးလူတွေကလည်းကျွန်တော်ဒါတစ်ခေါက်တစ်ခေါက်ရွေးနေတာပေါ့နော်တစ်ခေါက်နဲ့တစ်ခေါက်မတူဇာသမားတွေရွေးတာလည်းတက်ဆာရင်တချို့တွေကခြံလက်ခံထားရတယ်တချို့တွေကျတော့ပါတယ်ပေါ့နော်ဒီလိုမျိုးတွေလည်းအများကြီးကြုံနေရမျိုးလည်းတွေ့ရတာပေါ့နော်ဆိုဒီပွဲစဉ်မှာကျွန်တော်ဒါပလုံး60ရှုံးမနော်ဒီပွဲစဉ်မှာကျွန်တော်အဓိကဂိုးပေါင်းအဖို့ໃຊပါတယ် တောင်းလုံး90နိုင်ဘူးဘာမှပေါ်ချိုက်တယ် body မှာတော့ကျွန်တော်အရေးဆုံးမှာအောက်တင်ဖြစ်တဲ့ Montenegro ချိုက်ပါတယ်ဗျာပွဲစဉ်တစ်ပွဲကတော့ Estonia နဲ့ Israel တို့ပွဲစဉ်ဖြစ်တယ်ဒါအဝေးခွင့်အတင်ဖြစ်တဲ့ Israel ကတော့တကဘာအဆင့်တမချက်ကနဒရှိရှိရပါတော့ Estonia တရနဆက်တက်မှာရှိတယ်ဒီနေ့တဲ့ market value ကိုကြည့်လိုက်မှာဆိုလို့ရှိရင်တော့ Estonia 9တန်းပဲရှိတယ်လို့အဲ Israel 60ပေါ့နော်60 million ပေါ့နော် ဆိုဒီနှစ်သင်းစလုံးလည်းကျွန်တော်တန်းကနှစ်ပွဲစီစော့ခဲ့ပြီးပြီပေါ့ဗျာအက်စတိုးနီးယားအသင်းကကျွန်တော်ချိလိုက်မယ်ဆိုရင်ဒါဣစရေလကို2-1နဲ့ရှုံးထားတယ်မယ်လ်တိုဝါကို2-3ဆိုတဲ့ရလနဲ့နိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်ဣစရေလအသင်းစော့ခဲ့တဲ့နှစ်ပွဲကိုချိလိုက်မယ်ဆိုလို့ရှိရင်တော့အက်စတိုးနီးယားကို2-1နဲ့နိုင်တယ်နော်ဝေးကို4-2ဆိုတဲ့ရလနဲ့ရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော်အသင်း head to head ကိုကြည့်မှဆိုရင်၃ချိန်ရှိပါတယ်၃ချိန်လုံးဣသရေအသင်းကနိုင်ထားတယ်လို့တွေ့ရတယ်ပေါ့နော် advance to os ကိုကြည့်လိုက်မှာဆိုရင် estonia အနိုင်9000တရေကို၄ဆနဲ့ဒါ isri အနိုင်ကို150ပြထားတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဒါ isri အသင်းရဲ့ body ကတော့တလုံးကို30ရှုံနေဘူပေါင်းကြီးက3လုံး100နိုင်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဘူပေါင်း3လုံး100ကိုကျွန်တော်ဘူပေါင်းအဖော်ခြိုက်ပါတယ်ပြလို့ရှိရင် body မှာတော့ကျွန်တော်ပေါ့နော်နည်းနည်းလေး yes ဆိုမှ ancient အသင်းဖြစ်တဲ့ Estonia ပဲခြိုက်ပါတယ်ဗျာ နောက်တော့ပွဲစဉ်တစ်ပွဲကိုတောင်းတရမယ်ဆိုရင်တော့ North Macedonia နဲ့ Belgium တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီပွဲစဉ်မှာ Belgium အသင်းအလုံး60ချက်ချုံဂိုးပေါင်းကြီးရဲ့တောင်းလုံးကုစားနိုင်ပေးထားတာတွေ့ရတယ်ဒီနေ့တင်းရဲ့ကမ္ဘာအဆင့်တမချက်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ Macedonia အသင်း69 Belgium အသင်းကတော့အဆင့်10မှာရှိရပါဘောနော် table အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ double gen အတင်းအခုမှစပြီးဆော့မယ်ပေါ့ဗျာ။ Macedonia အတင်းကတော့9ပွဲဆော့ပြီးပြီး၄မှာရထားတယ်ပေါ့နော်။ head to head ဘိုင်းကိုကြည့်မယ်ဆိုရင် Belgium အတင်းကပဲအသာပြီးရထားတာတွေ့ရတယ်ပေါ့နော်။နောက်ဆုံးနှစ်ချိန်တွေ့ထားတယ်။နှစ်ချိန်လုံး Belgium အတင်းကပဲအနိုင်ရထားလဲတွေ့ရတယ်။နိုင်ဂျီးယားနောက်တွက်ထားတာကတော့ Belgium အတင်း80ရာခိုင်နှုန်းပေါ့နော်။ဒါဝိုင်းတူအော့စ်ကိုကြည့်မှာဆိုရင်အရှင်အတင်းအနိုင်က၈၀တရေကို၅၀နဲ့ ဘယ်ဂျီယံအနိုင်ကိုတော့ပြား40ပဲပေးထားတယ်ပေါ့နော်။ဒါအဝေးကွင်းကလည်းပြား40ပဲပေးထားပါ။ဒါဒီပွဲစဉ်မှာတော့ကျွန်တော်က body မှာပေါ့နော် Asian အဆင့်ဖြစ်တဲ့ Macedonia ခြိုက်တယ်ပြင်ကူပေါင်းအပေါ်ခြိုက်ပါတယ်။ဒါကတော့ဒါ Norway နဲ့ Italy တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ဒါ Italy အသင်းက level 30ရှုံးကိုပေါင်းကြီးက380နိုင်ပေးထားတာတော့တွေ့ရတာပေါ့နော်။ဒီနှစ်သင်းရဲ့ကမ္ဘာအဆင့်တမချန် Norway က38 Italy ကအဆင့်9မှာရှိတယ်။ နော်ဝေးအတင်းကတော့နပွဲဆော့ပြီးပြီး6မှရထားတယ်အီတလီအတင်းကခုမှစပြီးဆော့မယ်ပေါ့နော်ဆနော်ဝေးဆော့ကြတဲ့နပွဲကိုကြီးလိုက်မယ်ဆိုလို့ရှိရင် multi wow 5z နဲ့နိုင်တယ် israel 42နဲ့နိုင်တယ်တော်တော်လေးကောင်းပါတယ်ဗျာဒီနှစ်တင်း head to head တွေရှိလားဆိုတော့ရှိတယ်ဗျာ head to head တွေပေါ့နော် head to head တွေကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါအီတလီအတင်းက6ချိန်နိုင်ထားတဲ့တစ်ချိန်ကတော့ပြည်ကြတာပေါ့နော် ခုပြိုင်ပွဲဆိုရင်အီတလီကအတားစီးရတာတွေ့ရတယ်ဗောနော်နော်ဝေနဲ့တွေ့တိုင်း wants to osco ကြည့်လိုက်မှာဆိုလို့ရှိရင်နော်နော်ဝေအနိုင်ကိုနှစ်ဆကွဲတရီကို၄ဆဒါအီတလီအနိုင်ကိုလည်းနှစ်ဆကွဲလောက်ပြေးထားတယ်ဗောနော်ဆိုဒီပွဲစဉ်မှာကျွန်တော်ကဘူပေါင်းအပေါ်ခြိုက်ပါတယ်၃၈၀နိုင်ပြီး body မှာ ancient norway ခြိုက်ပါတယ်ဒီနေ့ကျွန်တော်ဘူပေါင်းအပေါ်တွေပဲခြိုက်ပါတယ်ဗျနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Gibraltar နဲ့ Croatia တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော် ဘော်ဒီကြီးကတော့တော်တော်လေးပြင်းနေဗျာလေးလုံးတွင်း39နဲ့ဂူပေါင်းကြီးကလေးလုံး60ရှုံးနဲ့တော်တော်လေးပြင်းပြင်းထန်ထန်ပေးထားပါတယ်ကမ္ဘာအဆင့်တမချက်ကလည်းမုန်းနေမြေကြီးกว่าတာဗောနော်ဂျီဘရာတာ196ခရိုအေးရှားအဆင့်ဆက်တက်မှာရှိတယ်ဗောနော်ဒါဂျီဘရာတာအသင်ကတော့နှစ်ပွဲဆော့ပြီးပါပြီဗောနော်ဒါရမှမရထားဘူးဒါသူဆော့ရတဲ့နှစ်ပွဲမှာဆိုတကူပဲရထားတယ်ပေးဖို့ခဏလို့ရှိရပါတော့ခရိုအေးရှားအသင်းကလည်းခုမှစပြီးဆော့မယ်ဆိုတော့ ဂျီဘရာတာအတင်းဆော့ခဲ့တဲ့နောက်ပွဲကတော့မွန်တိုနီဂရိုကို3-1နဲ့ရှုံးတယ်။ပြီးတော့ချက်ရီပပ်ဘလစ်ကို4-0နဲ့ရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော်။ head to head အနေထားကိုကြည့်လိုက်မှဆိုလို့ရှိရင်ဒီနေ့သင် head to head မရှိပါဘူးနော်။ friendly game တစ်ပွဲပဲရှိတယ်ပေါ့နော်။ဒါနဲ့ creation နိုင်တာတွေ့ရတယ်။ကမ္ဘာစင်တာမှာချက်ကတော့တအားကိုပွာပါတယ်နော်။ခိုးပေါင်းကြီးရတယ်၄လုံးကို60ရှုံးကျွန်တော်တော်တော်လေးစဉ်းစားမှအချက်ပေါ့နော်။၄လုံးတွင်းတောင်မှ30ပဲနိုင်မယ်။ ငါးလုံးတွဲမှအပြတ်စားရမှာပေါ့နော်။ဒါဂျီဘရာတာရဲ့အိမ်ကွင်းလည်းဖြစ်နေတယ်ပေါ့နော်။ Mars to Osco ကြီးလိုက်မှဆိုလို့ရှိရင်တော့အင်ရှင်အသင်းဖြစ်တဲ့ဂျီဘရာတာအနိုင်ကို52တစ်စက်တရီကို19စက်ခရိုအေးရှားအနိုင်ကိုတော့ကျွန်တော်တို့ဒါတထောင်လောက်မှနှစ်ပြားပဲရမှာပေါ့နော်။20ပဲရမှာပေါ့ဗျာ။တော်တော်လေးစိုးပါတယ်ဗျာ။ဒါပါအဆင့်တမချက်ကော quality ပေါ့နော်ဒါကစားသမား quality အရေးသွေးပိုင်းတားစကားပြောရပါတော့နော်တအားကွာတယ်ဆော့ကြတဲ့ပွဲစဉ်တွေအ ကြည့်ရသေးအငယ်အကုန်လုံးဒါကြီးလိုက်မယ်ဆိုရင်ဒီလိုဘူးပြက်ကြည့်တာနိုင်တယ်ပွဲစဉ်နဲ့တိတ်မတွေ့ရဘူးနော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဂိုးပေါင်းပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာကျွန်တော်ဂျီဘရာတာဘော်ဒီစိုက်တယ်ဗျာဒါကတော့ညီကိုတို့ဘာပဲပြောပြောကျွန်တော်ဂျီဘရာတာအင်ရှင်အသင်းပေါ့နော်ကျွန်တော်ဒီခရိုအေးရှားနိုင်လဲတရီစီမိုင်းကုံဖူးစီဗျာဖူးစီဆိုရင်လဲ30လောက်ပဲပါကိုအောက်ဘဖြစ်ပုံများတယ်ဒီပွဲစဉ်။အင်းကိုပေါင်းကြီးကလေးလုံး60ရှောင်း ဘေးလုံးတွင်းအောင်6ခက်ရှုံးခွင့်ဗျာကျွန်တော်ဂျီဘရာတာဘော်ဒီနဲ့ကျွန်တော်ဒါဘူပေါင်းအောက်ဝက်ကြိုက်တယ်ဗျာ